တခါတော့ငါရွာလေးတရွာမှာဆင်းရဲသောလေသမားအိုကြီးတဦးနဲ့သူကကြက်မကလေးအတူနေကြပါတယ်ကြက်မလေးဟာနေ့စဉ်ဥတလုံးဥပြီးလေသမားအိုကိုဒီကြက်ကသူ့အတွက်နေ့စဉ်ဥတလုံးကိုဥပြီးလေသမားကဒီကြက်ကသူ့အတွက်အထောက်အကူဖြစ်စေပါတယ်တနေ့မှာတော့ကြက်မလေးထူးဆန်းစွာရွှေရောင်တောင်းနေသောဥတလုံးဥလိုက်ပါတယ်လေသမားအိုကရွှေဥကိုမြင်တော့အလွန်အံ့အားသင့်သွားပြီးမြို့ကိုသွားရောက်လိုက်တဲ့အခါကြီးမားတဲ့ငွေပမာဏအများကြီးရရှိသွားပါတယ်ဒါကိုမြင်ပြီးလောဘစိတ်ဝင်လာပြီးဒီကြက်ကသူ့ရဲ့ဘိုက်ကိုခွဲခြင်းစိတ်ဖြစ်လာပြီး လေသမားအိုဟာရွှေဦးတလုံးနဲ့ဂျင်းနဲ့မနေတော့ပဲဒီကြက်မကတနေ့ကိုရွှေဦးတလုံးဥနိုင်ရင်ငါသူ့ပိုက်ကိုခွဲကြည့်လိုက်ရင်အတွင်းမှာရွှေတွေများကြီးရှိမှာပဲဆိုပြီးလောဘကြီးလာပါတယ်။ဒါနဲ့ပဲသူဟာဒါနဲ့ကြက်မလေးရဲ့ဘိုက်ကိုခွဲလိုက်တဲ့အခါအတွင်းမှာရွှေဦးတလုံးမှမရှိပဲတာမန်ဦးသိန်းဦးမတွေသာတွေ့ရပါတယ်ကြက်မလေးလည်းတေဆုံးသွားပြီးရွှေဦးလည်းဆုံးရှုံးသွားရပါတယ်လေသမားအိုဟာလောဘကြီးမှုကြောင့်ရရှိထားတဲ့ကြက်မနဲ့ရွှေဦးကိုပါဆုံးရှုံးလိုက်ရပါတယ် ဒီပုံပြင်လေးကလောဘကြီးခြင်းဟာကောင်းကျိုးထက်ဆိုးကျိုးကိုသာဖြစ်စေတယ်။တင်းငိမ့်စွာနေပြီးရတာကိုသာကျင့်တတ်တူဟာအမြဲအောင်မြင်ပါတယ်။ဒီပုံပြင်လေးကိုကလေးတွေကိုပြောပြရင်လောဘမှကြီးဖို့ရှိတာတွေကိုကျေးဇူးတင်တတ်ဖို့နဲ့စိတ်ကောင်းရှိဖို့နဲ့ကူညီတတ်ဖို့ရှိရမှာဒီပုံပြင်ကိုအကျိုးရှိမယ်လို့ထင်ပါတယ်။